သူမမရှိတဲ့ဘဝလိုအထီးကျန်ပေမဲ့လှပနေတဲ့ကမ္ဘာအထူးဆန်းဆုံးကံကြေးများလမ်းခွဲခြင်းတိုင်းကဝန်နေဖို့ကောင်းတာတော့မဟုတ်ပါဘူးတခါတလေမှလမ်းခွဲထွက်သွားလို့ပိုပြီးထူးခြားလှပသွားတဲ့အရာတွေလည်းရှိတတ်ပါသည်ကမ္ဘာကြီးပေါ်ကကံယူရန်နေလိုပါပြီတာမန်ကံကျူတွေနဲ့မတူဘဲတတိယတန်လမ်းခွဲထွက်ပြီးအထီးကျန်ဆန်နေပေမဲ့အံဩစရာကောင်းလာအောင်လှပနေတဲ့နေရာတွေပါဒီနေ့မှတော့အဲ့လိုမျိုးအထူးဆန်းဆုံးကံကြေးတွေက၅ခုအကြောင်းကိုပြောပြပေးသွားပါမယ်နံပါတ်1 Giant Cosway မြောက်အိုင်ယာလန် ကမ္ဘာပေါ်မှာအထူးကြံပြီးအတက်ရက်ဆုံးကန်းချီကိုပြပါဆိုရင်တော့မြောက်အရာလန်က Giant Cross ဝေးကိုပဲလက်ညှိုးထိုးပြရမှာပါဒီကန်းချီဟာတာမန်သေးတောင်ပြင်လို့မဟုတ်ပဲတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့မီးတောင်ကြောက်တိုင်ပေါင်း၄တောင်နဲ့ဖွဲ့စည်းထားတာပါအများစုကဆက်တခံပုံစံနေဖြစ်ပြီးတဘာဝတရားကဖန်တီးထားတာမဟုတ်ပဲတစုံတစ်ယောက်ကစိတ်တိုင်းချထူးစစ်ထားသလိုမျိုးတက်ရက်လွန်းနေတာကသူ့ကိုတခြားကန်းချီတွေနဲ့မတူပဲတတိတသန့်ဖြစ်နေစေပါသည်တိမ်မပညာရှင်တွေကတော့ဒါကိုလွန်ခဲ့တဲ့နှစ်တန်း90ကချော်ရီရီအေးခဲရာကနေဖြစ်လာတာလို့ဆိုပေမယ့် အိုင်ယာလန်ပုံမြင်နေထဲမှာတော့ဖင်မက်ကိုဆိုတဲ့ဘလူးကြီးကသူ့ရဲ့ပြိုင်ဘက်ရှိရာစကော့တလန်ကိုသွားဖို့တရားထူးခဲ့တာလို့ယုံကြည်ကြပါသည်။သူ့ရဲ့ပုံစံကတက်ရက်လွန်တော့တယောက်တည်းဖြစ်နေပေမဲ့လည်းခံညားနေတော့ပါပဲ။နံပါတ်2ဟာလောင်ဘေးဗီယက်နမ်ဗီယက်နမ်နိုင်ငံအရှေ့မြောက်ပိုင်းကဟာလောင်ဘေးကတော့ထီးချမ်းမှုကိုအခမ်းအနားဆုံးပုံစံနဲ့ပြသထားတဲ့နေရာတစ်ခုပါ။နံပါတ်ရဲ့အထိပ်ပိတ်ကတော့ငကားຫນွေဘွားဖြစ်ပြီးမြောက်ဆိုင်အောင်ပင်လယ်ရေပြင်တွေကထုံးချောက်ကျွန်းပေါင်း 1600ကျော်ထိုးထွက်နေတဲ့မြင်ကွင်းကတကယ်ကိုငကားတစ်ကောင်ကွေးကောက်ပြီးဝင့်နေသလိုပါပဲဒီကျွန်းနေကြတဲ့ရောက်သွားရင်တော့မျက်စိလေလမ်းမပြီးအထီးကျန်သွားနိုင်မိမယ်အဲ့ဒီအထီးကျန်မှုကပဲသူ့ရဲ့အလှတရားဖြစ်နေပါလိမ့်ဒီသားကံပုံမြင်နေရတော့ဒီကျွန်းနေဟာကျူးကျော်သူတွေရန်ကားနေကာကွယ်ပေးဖို့စဉ်သက်လာတယ်ငကားတစ်ကောင်ရဲ့အမိနဲ့ရိုက်ခတ်မှုကြောင့်ပေါ်လာတာလို့ဆိုပါလိမ့်တယောက်တည်းဖြစ်နေပေမဲ့ကုကုကုကာဝေးနိုင်နေတမ်းမာတဲ့မိန်းကလေးတယောက်လိုပါပဲနံပါတ်3ဘေးတော့ဖန်ဒီလူတယောက်ရဲ့စိတ်အပြောင်းလဲထပ်တောင်းမှမြင်တဲ့နေရာတစ်ခုရှိတယ်ဆိုရင် အဲ့ဒါကကနေဒါနိုင်ငံဘေးတော့ဖန်ဒီပါပဲဒီပင်လယ်အော်ကကမ္ဘာအကြီးဆုံးဒီရေအတက်အကျကိုပိုင်ဆိုင်ထားပြီးရေမျက်နှာပြင်ဟာတနည်းကို16မီတာဒါမှမဟုတ်ပေ90ကျော်အထိအတက်အကျဖြစ်တတ်ပါလိမ့်ဒါကြောင့်မလို့မနက်ကမြင်ခဲ့ရတဲ့မြင်ကွင်းဟာညနေရောက်ရင်ရှေ့ကျန်မှရှိတော့မှာပါဒီရေကြာသွားတဲ့အခါမှာပန်းဦးကြောက်ဆောင်လို့ခေါ်တဲ့ကြောက်တိုင်ကြီးတွေပေါ်လာပြီးလမ်းစင်းလျှောက်လို့ရတယ်လို့ဒီရေပြန်တက်တဲ့အခါမှာတော့အရာအလုံးကပင်လယ်ရေအောက်ကိုပြန်ရောက်သွားပါလိမ့် သူရဲ့အမဲပြောင်းလဲနေရတဲ့ဒီအရာကပဲသူ့ကိုတခြားဘသူနဲ့မှမတူတဲ့အထီးကျန်စံနဲ့အလှတရားကိုပေးအပ်ထားပါသည်။နံပါတ်၄ Linsan Haroyensis ဘရာဇီးနိုင်ငံမြောက်ပိုင်းကဒီကမ်းခြေကတော့အပြင်းမမှအထီးကျန်ချောက်သွေးနေတယ်လို့ထင်ရပါမယ်။အတွင်းထဲမှာတော့အလှတရားတွေအများကြီးရှိတဲ့လူတယောက်နဲ့တူပါသည်။ဒီနေရာမှာမိုင်မောင်းများစွာကျတဲ့မျက်စိတစ်စုံသဲဖြူတောင်းခုံကြီးတွေရှိနေပြီးထူးခြားတော့ကမိုးရသည်ရောက်တဲ့အခါအဲ့ဒီသဲခုံနေကြတဲ့မှာမိုးရေတွေစုပြီးစိမ့်ပြောင်ရေကန်ပေါင်းထောင်ထဲချီပြီးတော့ဖြစ်ပေါ်လာတာပါပဲ။ တဲကန်ညားလိုအထီးကျန်6တွေ့နေပေမယ့်သူရင်ငွေနေမှာတော့အပြာရောင်ရေကန်ပေါင်းများစွာကိုပိုင်ဆိုင်ထားပါရီဒီမြင်ကွင်းဟာတာမန်ကဘာနဲ့အဆက်ဆက်မရှိပဲတီးကြောက်ကဘာတစ်ခုလိုဖြစ်နေပြီးသူရဲ့အထီးကျန်ဆန်တဲ့အလောက်ကတကယ်ကိုထူးခြားပါရီနံပါတ်5 The Great Barrier Reef Australia နောက်ဆုံးတစ်ခုကတော့ဂုံးမြေပေါ်ကဘဝနဲ့လုံးဝကွဲထွက်ပြီးကိုပိုင်ကဘာလေးကိုတီးဆောက်ထားတဲ့ Australia က The Great Barrier Reef ပါပဲ ဒါဟာကြောက်ထောင်နေအမည်ကြီးတွေနဲ့တိဆောက်ထားတာမဟုတ်ဘဲတက်ရှိတန်တော်ကောင်လေးတွေကနှစ်တန်းပေါင်းများစွာတိဆောက်ခဲ့တဲ့ကမ္ဘာကြီးဆုံးတက်ရှိဖွဲ့စည်းမှုပဲဖြစ်ပါလိမ့်။ဘယ်နဲ့ရောက်မှတည်တန့်တည်ရှိနေတဲ့တက်ရှိတွေရဲ့ကမ္ဘာတစ်ခုလိုပါပဲ။တန်တာကြောက်တန်းပေါင်း2900ကျော်၊၅မျိုးစိတ်1500ကျော်နဲ့တခြားရေတက်တဝါပေါင်းများစွာအတွက်တော့သူဟာအထူးကျန်နေတဲ့နေရာတစ်ခုမဟုတ်ဘဲစီကားလာတဲ့မြို့တော်ကြီးတစ်ခုပါပဲ။